သူမမင်္ဂလာဆောင်တဲ့နေ့မှာပဲသူမရဲ့တစ္ဆာရှိဂျာမန်တိုထင်းခွေကြီးကသူမသွားမဲ့လမ်းကိုပိတ်ပြီးတော့အသက်နဲ့တမျှအရေးကြီးတဲ့အရာတစ်ခုကိုပြောနေတယ်လို့မျိုးအသေးအံဟောင်းနေခဲ့ပါလိမ့်ခနာကြမှာတော့စင်ကြံရှောက်ဖို့လုံနေတော့လူအိုင်းကိုတုံလုံးတွားစီခဲ့တဲ့ဝမ်နေဆရာအမန်တရားကိုဒီမှာတွေ့ရှိခဲ့ပါရင်ဧတဝီချက်ချင်းတိတ်ဆိတ်သွားခဲ့ပြီမဲ့ခြေလန်းအနေငယ်လမ်းပြီးတော့အရာအလုံးပြောင်းလဲသွားခဲ့ပါရင်ခွေးကလေးရပ်ကရုတ်တရက်ရက်တန့်သွားခဲ့ပါရင် သူရဲ့ခန္ဓာကိုယ်ကတောင့်တင်းသွားပါပြီ။သူရဲ့နွေရည်တွေထောင်သွားခဲ့ပြီးတော့မျက်လုံးတွေဟာအရှိတတဲ့ကိုစိုက်ကြည့်နေခဲ့တာပါ။ပြီးတော့ဗာတတိပေးရှမ်းမှမပါပဲနဲ့သူကအမလီရဲ့ရှေ့ကို ရောက်လာခဲ့ပြီးတော့သူမရဲ့လမ်းကိုလုံးဝပိတ်ဆို့ပြပါရင်အမလီကအံ့ဩတကြီးနဲ့အောက်ကိုငုံကြည့်ပါရင် rap လို့သူမကတူတူလေးခေါ်ပြီးတော့သူ့ကိုငင်းရတဲ့တာလေးဖယ်ရှားဖို့ကြိုးစားနေခဲ့တာပါဒါပေမဲ့ခွေးကလေးကတော့လှုပ်တော့မလှုပ်ပါဘူးအဲ့ဒီအစားသူဟာအတန်အကျင့်နဲ့ပြက်သားတဲ့ဟောင်းတန်းတစ်ချက်ပြီးတော့နောက်ထပ်တစ်ချက်ထုတ်လို့နေခဲ့ပါရင်ပျော်စရာတခြင်းတန်တွေကတိတ်နေခဲ့ပါရင်အက်တဲဝေကလည်းအချင်းချင်းအံ့ဩတကြီးနဲ့တီတူပြောဆိုနေကြပါပြီလူအရဲ့မျက်လုံးတွေကအခုဆိုရင်သူတို့သမီးနဲ့သူမကိုတွားခွေမပြုတ်နဲ့ခွေးစီကိုရောက်လာခဲ့ပါရင်အမလီဟာသူ့ကိုငိန်သွားအောင်ရှော့မော့ခဲ့ပေမဲ့ခွေးက ထားအောင်နေခဲ့ပါလိမ့်ဒီတစ်ခေါက်ပူကျင်နေခဲ့တာပါအသေးတန်ဟောက်ပြီးတော့သူ့ရဲ့အကြည့်ဝေးကသူမရဲ့မျက်နှာနဲ့သူ့ရဲ့အနောက်ကတကခုစီကိုရောက်လိုက်သူမကိုပြန်ကြည့်လိုက်ဖြစ်နေခဲ့ပါလိမ့်အဲ့တဲ့ဝေးကလည်းသူ့ကိုဘာများဖြစ်နေတာလဲလို့ဒီတိုးဝေးပြောနေကြပါပြီခွေးကလေးကနေမကောင်းတာများဖြစ်နေသလားလို့ပြောနေကြပါလိမ့်အဲ့ဒီအချိန်အမလီရဲ့အဖေအရဲရရှိနဲ့တမ်းမာတဲ့သူမရဲ့ဘဝမှာအမြဲတမ်းအားကိုးအားထားပြုရတဲ့လူကအရှိကိုတိုးလာခဲ့ပါလိမ့်လာစမ်းမာရက်ဖေးပေးပါလို့သူကငြင်းတရာပြောပြီးတော့ခွေးကိုဆွဲထုတ်ဖို့လက်ကိုလမ်းလဲပါရင်ဒါပေမဲ့ရက်ကတော့စကားနားမထောင်ပါဘူးသူကအတန်နေနေနဲ့ဥ လဲပါရီအဲ့ဒီအတန်ကြောင့်လူဝိုင်းကခဏလောက်ယက်သွားပါရီအမ်မလီရဲ့နှလုံးသားကတော့တဒွဒွခုန်နေခဲ့ပါပြီရက်ဖာအရင်တုန်းကဒီလိုမျိုးတကားမှမလုပ်ခဲ့ဘူးပေါ့သူမတိထားတဲ့ခွေးဟာအမြဲတမ်းတိငိမ့်ပြီးတော့တစ္ဆာရှိကစာနောက်တပါရီဘယ်တော့မှအရင်လိုတာမရှိပါဘူးဒါပေမဲ့အခုဆိုရင်လုံးဝကွဲပြားနေခဲ့ပါပြီတကယ်ကိုမားနေတယ်ဆိုတာကိုပြောပြဖို့ကြိုးစားနေတယ်လို့ပဲဖြစ်ပါရီအမ်မလီရဲ့တို့သားကလည်းတူတူလေးသူမကိုခေါ်လဲပါရီဘာများဖြစ်နေတာလဲလို့သူမကိုမေးလဲပါရီအမ်မလီကတော့ကျမမတိပါဘူးလို့တုံ့ပြန်စွာနဲ့ပြန်ဖြေခဲ့ပါရီသူမကခွေးလေးရဲ့ဘေးကိုတူးထောက်ချလိုက်ပြီးတော့အမွေး ထုတဲ့ခေါင်းလေးကိုလက်နဲ့တင်လှမ်းပါရီရက်ရဲ့မျက်လုံးဝိုင်းလေးကသူမကိုမော့ကြည့်ပါရီပထမဆုံးအနေနဲ့အမ်မလီကလည်းသူ့ရဲ့အကြည့်အောက်မှာကြောက်ရွံ့မှုကိုမြင်လဲရပါပြီသူကဟန်ဆောင်နေတာမဟုတ်ပါဘူးသူမကိုတတိပေးနေခဲ့တာပါသူမရဲ့အာယုံအလုံးကသူမကိုဘယ်တော့မှမျက်လုံးမခွာပဲအသေးတန်ဟောင်းနေခဲ့တဲ့ခွေးစီမှပဲရောက်နေခဲ့ပါရီအမ်မလီကျေးဇူးပြုပြီးလို့သူမရဲ့အဖေကထပ်ပြောပါရီသူ့ရဲ့အတ္တမှာဇွိမ့်စိတ်တွေပြည့်နေခဲ့ပါပြီငါတို့ဒါကိုကင်တွယ်လိုက်ပါမယ်ငါတို့ရှာဖွေလိုက်ပါမယ်ဆိုပြီးအဖေဖြစ်သူကပြန်ပြောပါရီ ဒါပေမဲ့အမလီကတော့ဒီအတိုင်းခွေလေးကိုပြစ်မထားချင်ပါဘူးခွေလေးကသူမကိုအရေးကြီးတဲ့တကခုပြောဖို့ကြိုးစားနေတယ်လို့မျိုးဖြစ်နေခဲ့တာကြောင့်ပါအဲ့ဒီနောက်သူမကထရရလိုက်ပြီးတော့အစွင်းတကြီးနဲ့သူမရဲ့ကာဝန်မှာလက်ကိုပုတ်တက်လိုက်ပါရင်ဂျမပြင်လာခဲ့မယ်လို့သူမကဒရိုသားကိုပြောလိုက်ပါရင်ဂျမဘာဖြစ်နေတာလဲဆိုတာကိုသွားကြည့်လိုက်ပါဦးမယ်ခွေကလေးရက်ကလည်းလဲ့ပြီးတော့ခတ်ထွက်တဲ့ရှောက်တော့ပါရင်အမလီကလည်းခွေကလေးရဲ့အနောက်ကိုလိုက်သွားခဲ့ရပါပြီသူဟာသူမကိုမင်္ဂလာအခမ်းအနားကနေခေါ်သွားခဲ့ပြီးတော့ဥယင်ကိုကြော်ကအိမ်မေးဖက်ကိုဥတီသွားခဲ့ပါရင်သူ့ရဲ့အရှိန်ကမြန်ဆန်ပြီးတော့တည်ငင်ပါရင် အမလီဟာသူမရဲ့ကဝန်ကိုဆွဲနေပဲသူ့ရဲ့နောက်ကနေလိုက်ဖို့အလင်းစလို့လှုပ်လဲရပါရီခွေကလေးကလည်းအရန်ကိုအလင်းလုံးနေပုံရပြီးသူမကိုအရှိစီဆွဲခေါ်နေတယ်လို့မျိုးဖြစ်ခဲ့ပါရီဒီလိုနဲ့သူတို့ရဲ့အိမ်နောက်ဖေးကိုရောက်တော့ rap ခဏလောက်ရပ်ပြီးတင်းငယ်ပြီးတော့တာမန်တကားလေးလို့ထင်ရတဲ့ကားကုရောင်တကားကိုစိုက်ကြည့်ခဲ့ပါရီသူဟောင်တာရက်သွားခဲ့ပြီးတော့တကားကိုသူ့ရဲ့ခြေထဲနဲ့ကုတ်ရှင်းနေခဲ့ပါရီခဏကိုကတင်းမာပြီးသတိဝရိယရှိနေခဲ့တာပါ rap ကကားကုရောင်တကားကိုဆက်တိုက်ကုတ်နေတာမြင်တော့အမလီကလည်းသတိထားမိသွားခဲ့ပါရီသူကအရင်ကထပ်ပူကျတဲ့အတန်နဲ့တစ်ချက်လောက်ထပ်ဟောင်ပါရီ ်သူမကိုအလင်းစလိုလှုပ်ဖို့တိုက်တွန်းနေတယ်လို့ပဲဖြစ်ပါရည်ဒီလိုနဲ့အမလီကအလင်းအမြအရှိကိုပြေးသွားလိုက်ပြီးကိုရောင်တကားကိုဆွဲဖွင့်လိုက်ပါရည်တကားကပွင့်သွားတဲ့အချိန်မှာရုတ်တရက်ထိတ်လန့်မှုတွေကအမလီစီကိုတရေရိတ်နဲ့ဝင်လာခဲ့ပါရည်မိန်ဖြော့ဖြော့အလင်းရောင်အောက်မှာကားကိုရောင်အထဲမှာဆိုရင်သူမအမျော်လင့်မထားတဲ့မြင်ကွင်းတစ်ခုကိုတွေ့လျက်ပါရည်အေးဆက်နေခဲ့တဲ့ကွန်ကရစ်ကျန်းပြန်ပေါ်မှာသူမရမောင်ဖြစ်တဲ့ဂျိတ်ကလုံမနေတော့ဘဲနဲ့လဲနေတာကိုတွေ့လျက်ပါရည်ဂျိတ်လိုအမလီကအော်ပြီးတော့သူ့စီကိုပြေးသွားပါရည်သူ့ရဲ့ခန္ဓာကိုယ်ကပုံပြတ်ပန်းပြတ်ဖြစ်နေခဲ့ပြီးတော့မျက်လုံးတွေမိတ်ထားကမျက်နာကလည်းဖြူဖြော့ ောနေခဲ့ပါတယ်။သူမကဒူးရဲ့တုံရင်နေခဲ့ပါပြီ။ချိန်နိုးပါဆိုပြီးအမလီကအော်ပြောနေခဲ့ပါတယ်။ခွေးကလေးရပ်ကလည်းသူမရဲ့ဘေးမှာရက်ပြီးတော့ငီးတန်တူတူလေးနဲ့သူမရဲ့အနားမှာရှိနေခဲ့ပါတယ်။သူပြောရှင်းနေတာကဒါပဲဖြစ်နေပါတယ်။အမလီရဲ့လက်ကတုံရင်နေခဲ့ပြီးတော့ချိန်ရဲ့သွေးခုန်နှုန်းကိုစမ်းကြည့်ပါတယ်။ဖြင်းရင်နဲ့ခုန်နှုန်းလေးကိုခံစားရပြီးမဲ့အရန်ကိုနေလို့ပါတယ်။ချိန်ကအမြဲတမ်းကျမ်းမာရေးကောင်းတဲ့လူတစ်ယောက်ဖြစ်ပေမဲ့အခုဆိုတော့သူဒုက္ခရောက်နေတာသိချင်ပါတယ်။သူမရဲ့စိတ်ထဲမှာအတွေးဆိုးရဝင်လာခဲ့ပါပြီ။သူကရုတ်တရက်နှလုံးဖောက်တာလား၊တတိလေသွားတာလား၊ဘာပြန်ဖြစ်နေတာလဲဆိုပြီးအတွေးအဝေးများနေခဲ့ ပါလိတုံဆိုင်မနေပဲနဲ့ဖုန်းကိုထုတ်ပြီးတော့911ကိုခေါ်ပါလိအဲ့ဒီအချိန် rap ကကြည့်ရပြီးမှတစ်ချိန်လုံးရှိနေခဲ့ပြီးတော့သူ့ကိုဘယ်တော့မှမခွာပဲအတတ်နိုင်ဆုံးနိနိကနေထိုင်နေခဲ့ပါလိဂျေဆုပြုပြီးကြိတ်ခဏလောက်တီးခံပါလို့ Emily ကတူတူလေးပြောကသူ့ရလက်ကိုစုပ်ကင်ပြီးမျက်ရည်ဝိုင်းနေခဲ့ပါလိအခုညီလာဖို့အတွက်စောင့်နေနေပဲ Emily ကကြိတ်ကိုဖက်ထားပြီးတော့တင်းငင်အောင်ကြိုးစားနေတဲ့မိနစ်တွေဟာနိုင်နေရှိကြာနေတယ်လို့မျိုးခံစားရပါလိမကြခင်လူနာတင်ကရောက်လာခဲ့ပြီးတော့ဈေးဘက်ဆိုင်ရာဝန်ထမ်းတွေအလေအမြောင်ဝင်လာကကြိတ်ရဲ့အခြေအနေကိုအကဲဖြတ်ပါလိ Emily ကသူ့အတွက်နေရာဖဲ့ပြီး ီးပြီးတော့အမြန်ဆုံးလှုပ်စီခဲ့ပါရင်သူ့ရဲ့သွေးသွင်းတကြားဓာတ်ပမနာကအန်ဒီရဲ့ရှိလာအောင်နေနေတာကိုဇေဘက်ဆရာဝန်ထမ်းတယောက်ကတွေ့သွားခဲ့ပြီးတော့ဇေယုံစီတင်ဖို့ပြင်ဆင်ကြပါရင်မင်းကသူ့ကိုအချိန်မီတွေ့သွားတာကံကောင်းတယ်သူကတတိလင်းတော့မလို့ပဲလို့ပြောပြခဲ့ပါရင်းအမလီဟာနောက်ဆုံးတော့တက်ပြင်းချနိုင်ခဲ့ပါပြီဒါကနှလုံးဖောက်တာမဟုတ်တလို့အရန်ဆိုးရတဲ့အရာလည်းမဟုတ်ပေမဲ့အန်ဒီရဲ့နဲ့နီးစပ်ခဲ့တာတော့အမှန်ပဲဖြစ်ပါရင်း ိတ်မှာသွေးသွင်းတကြားတက်နေတဲ့ရာဇဝင်ရှိပေမဲ့သူအန်ဒီရဲ့ရှိနေတာကိုသူမှမတိခဲ့ပါဘူး။ခွေးကလေးရက်တာတတိမပေးဘူးဆိုတော့ဘယ်သူကမှတိမှာမဟုတ်ပါဘူး။ဝန်ထမ်းတွေအလုံးကဇေယုံစီအမြန်ပို့ဆောင်ပြီးတော့အခြေအနေတည်ငင်သွားအလင်းမြန်ကူညီကြပါရည်။အဲ့ဒီနောက်အမလီကဒူးထောက်ထိုင်ချလိုက်ပြီးတော့ခွေးကလေးကိုရက်မင်းကသူ့ရဲ့အသက်ကိုကယ်လိုက်တာပဲဆိုပြီးပွတ်တက်ကတိုးတိုးလေးပြောလိုက်ပါရည်။မင်းကသူ့ရဲ့ကောင်းတကောင်းပါပဲလို့ဆက်ပြောခဲ့ပါရည်။ရပ်ကတော့သူ့ရဲ့အမီးကိုငင်းတာခါရနေခဲ့ပြီးအရာအလုံးကိုတိနေတယ်လို့မျိုးလုံနေခဲ့ပါရင်သူကခွေးတကောင်မဟုတ်ပါဘူး။သူမရဲ့အုတ်ထင်းသူကောင်တိရ ောက်ပဲဖြစ်ပါတယ်ရက်အနည်းငယ်ကြာမှာတော့ရက်တန်သွားခဲ့တဲ့မင်္ဂလာပွဲဟာနောက်ဆုံးတော့ပြန်လည်ကျင်းပနိုင်ခဲ့ပါတယ်ဒါပေမဲ့ဒီတစ်ခါမှဆိုရင် Emily တယောက်တည်းစင်းကြစီရှောက်လာတာမဟုတ်ပါဘူး Rap ကသူ့ရဲ့ဘေးမှာကိုယ်ယူဝင့်ကြွားစွာနဲ့အမီးခါရန်ပြီးလိုက်ရှောက်လာခဲ့ပါတယ်သူကသူ့ရဲ့နေဘေးမှာသူ့ရဲ့နေရာကိုရရှိခဲ့ပြီးတော့မိသားစုဝင်တယောက်လိုမျိုးသူ့ရဲ့ဘဝမှာအရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်အဲ့ဒီနောက်စင်မြတ်ပေါ်ရောက်ပြီးတော့သူတို့သမီးနဲ့သူတို့သားတို့ကလက်ကိုစုပ်ကင်ထားကြပြီး အမလီကလည်းဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်ကိုလူဝိုင်းအားပြန်လည်ပြောပြပါရီရက်ဖာသူမရဲ့လမ်းကိုဘယ်လိုမျိုးပိတ်ဆို့ခဲ့ပြီးတော့ဂျေကိုအချိန်မီတွေ့အောင်ဘယ်လိုမျိုးခေါ်သွားခဲ့တာလဲဆိုတာကိုပြန်လည်ပြောပြပြီးသူမရဲ့အတန်ကတုံရင်နေခဲ့ပါရီဒါကယူကြောင်ကြောင်နိုင်တယ်ဆိုတာကျမသိပါတယ်လို့အဲတယ်ဝေကိုကြည့်ရင်းနဲ့ပဲသူမပြောပါရီဒါပေမဲ့ရက်ဖာကျမရဲ့အုတ်ထင်းသူကောင်းတယောက်ဆိုတာကိုကျမတကယ်ယုံကြည်သွားပါပြီ ဧည့်သည်ဝင်ကလည်းခဏလောက်တိတ်ဆိတ်သွားခဲ့ပြီးတော့နောက်မှပဲလေးစားမှုနဲ့အံ့ဩမှုတွေကလွှမ်းခြုံသွားခဲ့ပါတယ်။ဘယ်သူမှသတိမထားမိခင်မှာပဲအသက်ကယ်တင်ခဲ့တဲ့သူရဲ့ကောင်းခွေးလေးအကြောင်းဟာသူရဲ့ဘဝမှာတော့ထာဝရအမတ်တန်းတင်ကြံ့ရခဲ့ပါတယ်။ဒီလိုမျိုးသတော်ကလေးလက်ဝင်နဲ့ကြေးလက်သုံးမိဖို့ကိုအရင်တော့ကတခါမှမမြင်ဘူးတေးပါဦး။ဒီမိဖို့ကရိုးရိုးရှင်းနဲ့ကြည့်လို့လည်းလာပါတယ်။မိအားလည်းကောင်းသလောက်ထင်းသိပ်ပြီးမကုန်သလိုမိခိုးလည်းသိပ်ပြီးမထွက်ပါဘူး။သူရဲ့အသွင်ပိုင်းတိဆောက်ပုံကလည်းထူရှားနေပါတယ်။ အဖို့ထိန်ကြီးမှုကလည်းအရန်ကိုကောင်းနေတဲ့အတွက်နင်းနေရှိအသုံးပြုမဲဆွေနောက်မှာတော်တော်လေးကိုခံနေရရှိပါသည်။ဒါဆိုရင်ဒီမီဖို့ဘလို့လုတ်တလဲဆိုတော့လေ့လာကြည့်အောင်ပါ။ပထမအဆုံးအနေနဲ့ဒီအမျိုးသားကအုတ်နီဝင်တဲ့ဗီလမြေကိုအသုံးပြုပြီးတော့မီဖို့ရဲ့အောက်ခံပေါင်ကိုတိဆောက်ပါသည်။အဲ့ဒီနောက်မီခိုခေါင်းတိုင်အတွက်နေရာချန်တာခဲ့ပါသည်။ပြီးသွားတဲ့အခါမှာအုတ်ခဲဝေးကြားထက်ကဟနေခဲ့တဲ့နေရာဝီကိုဗီလမြေနဲ့ပေါင်းပြီးသားအင်္ဂတိဝင်နဲ့ပိတ်လိုက်တဲ့အတွက်ချုံးမွတ်သွားခဲ့ပါပြီ။ မိဖုအဝါမှလည်းအင်္ဂတိဝေတုတ်လင်းပြီးတော့တန်ချောင်းတွေကိုလိုသလိုဖြတ်တောက်ပြီးတငီထဲပြည့်အောင်နေရာချထားပါရီဒါမှဒုတိယထအုတ်နီဝေကိုစပြီးစီလိုရမှာပါ နောက်ပြီးတော့မိဖုရဲ့နောက်ဖက်မှာမိခိုခေါင်းတိုင်ထဲ့ဖို့နေရာချန်ထားပါရီပြီးသွားပြီဆိုရင်တော့ရွှွန်စင်းအဝါရောင်တွေကိုရောနှောပြီးထဲ့ပါရီအပူထင်းငင်မှုပူကောင်းအောင်ကရိယာဝင်နဲ့ဖိတိတ်ပေးပါရီမိဖို့ထဲမဲ့နေရာမှာပလတ်စတစ်ပုံးတစ်ပုံးကိုမောက်ပြီးတော့လက်သမားကမိဖို့ရဲ့အတွင်းပိုင်းကိုရွှွန်စင်းအဝါရောင်ဝင်နဲ့ ငင်းငင်းညာထဲ့သွားပါလိမိခိုခေါင်းတိုင်အဝမှလည်းတန်ချောင်းတွေကိုထဲ့ပြီးတော့ရွှန့်စည်းဝေနဲ့ဖုံးအုပ်ချောမို့တော့အောင်လုပ်ပါလိပလတ်စတစ်ပုံကိုပြန်ဖယ်လိုက်ပြီးပြီးဆိုတော့မိခိုခေါင်းတိုင်ကိုရွှန့်စည်းနဲ့မြင်းမြန်သွားစီဖို့တတ်စင်ပါလိဒီလိုမျိုးရွှန့်စည်းအဝယုံကိုတုံးပြီးထဲ့တွင်းတဲ့နီလန်ကအပူထင်းကြီးမှုကိုပိုကောင်းစေတဲ့အပြင်တောက်တင်းခိုင်ခန့်ပြီးတော့ကြာရှည်ခံစေပါလိဘာပြက်တနာမှမရှိဘဲနဲ့နင်းနေရှိတုံးလို့ရတော့အာမခံနေပါလိနောက်ဆုံးအနေနဲ့မိခိုခေါင်းတိုင်ပေါ်မှာတတ်ထုပိုက်တစ်ခု တတ်လိုက်မယ်ဆိုရင်တော့အလုံးပြီးစီးသွားပါပြီဒီမီဖို့ကရေရိုးရှင်းတဲ့ကြည်လို့လည်းလတယ်လို့မလိုအပ်တဲ့အပိုအစာဝေးကိုလည်းမပပါဘူးဒါအပြင်မီဖို့ရဲ့အသွင်းပိုင်းတစ်ခုလုံးကိုရွှန့်စေအဝါရောင်ဝင်နဲ့ထိထားတာဆိုတော့မီးလောင်ခန့်နေရည်လည်းအရန်ကိုကောင်းတယ်လို့အပူထင်းရည်မှုလည်းတော်တော်လေးကိုကောင်းပါလေတင့်နေတဲ့ဒီလိုမီဖို့ကိုဘယ်လိုမျိုးထင်မြင်မိပါသလဲကြည့်ရှုပြပရိသတ်များအားလုံးကျေးဇူးတူတင်ရှိပါခင်ဗျာ